ဒီသမီးလေးမေးတာလေးကိုသေချာလေးဖြေချင်ပါတယ်အခုဘဘကတဲ့ပြည်သူတွေကိုလေရင်နဲ့ဖုံးကျဲနေတာကိုသိရလားမမကြီးတဲ့မိတို့အညာလာကြည့်ပါလားဘသူကစိုးတာဆိုတာသိရအောင်လို့ဖြေလဲထွက်မှာပါဆိုပြီးတော့မေးသွားပါတယ်တင်သမီးလေးကငငယ်လေးပေါ့နော်သူသူ့ရဲ့အသိဉာဏ်နဲ့သူသိချင်တဲ့ဟာလေးကျွန်မမေးရကျွန်မပြောပြပါမယ်သမီးလေးအညာဒေတာမှာနေတဲ့သူဆိုရင်သမီးတို့အညာဒေတာကိုစစ်တပ်ကပြည်သူတွေမလို့ဖုံးကျဲတယ်ဆိုပြီးသမီးတို့ရင်မို့လားဒါဆိုရင် PDF ကင်းစင်နေမြေဖြစ်တဲ့ မြန်မာနိုင်ငံအနှံ့အလျားကမြို့နယ်မြို့တွေကိုစစ်တပ်ကလက်ကားနေပုံကျဲလာတမိအိတ်တစ်ချက်ကိုရင်ဆုံးစဉ်းစားကြည့်ဒါနံမတ်တစ်ချက်နောက်ထပ်တစ်ချက်ကတမိတို့အညာဒေသမှာနေနေပုံကျဲတက်ခိုက်ခံရတယ်ဆိုပြီးတမိပြောရနော်အဲ့ဒီကိစ္စတွေဘယ်ဟာစဖြစ်တာလဲဆိုတော့တမိရင်စဉ်းစားကြည့်2021အရှိပိုင်းမှာတမိတို့အညာဒေသကိုစစ်တပ်ကဒီလိုနဲ့ဘုံလာကျဲတာရှိလားမရှိခဲ့ဘူး2021ကိစ္စဖြစ်ပြီးတော့2022မှာပီတက်တွေပေါ်လာတယ်တိုက်ပွဲတွေစပြီးဖြစ်တဲ့အချိန်မှာရောတက်မလို့ကလေရင်နဲ့ဘုံလာကျဲတာရှိလား မရှိသေးဘူးသမီးလေးရဲ့ပီတက်တွေအနေနဲ့အားလုံးကိုယူသွားပြီးတော့အဲ့ဒီနေနေတွေမှာရှိတဲ့တယံဇာတရဲ့ထုတ်တဲ့ပြည်သူတွေဒုက္ခပေးတဲ့ဒလန်ဆိုပြီးတော့ရွာလုံးကျွတ်တက်ဖြတ်တဲ့ကိစ္စတွေဖြစ်ပြီးတော့မှလေချောင်းပြက်ခတ်ရှင်းလင်းမှုဆိုတဲ့ကိစ္စလာတာလေချောင်းပြက်ခတ်ရှင်းလင်းမှုဆိုတာမလာသေးခင်အရှိမပီတက်တွေကိုအကြမ်းဖက်ဆိုပြီးတော့နိုင်ငံတော်ကတရားဝင်ထုတ်ပြန်လိုက်တာရှိသေးရဲ့နော်အဲ့လိုထုတ်ပြန်ပြီးရဲ့နောက်မှာမှနိုင်ငံတော်ကနေပြီးတော့အကြမ်းဖက်သမားတွေနဲ့ဝေးနေပါအကြမ်းဖက်သမားတွေကစစ်ကိုဖန်တီးခဲ့ဖြစ်တဲ့အတွက်နိုင်ငံတော်ကလည်းအကြမ်းဖက်သမားတွေတင်နေရမယ်ဒါကြောင့် အကျမသမားတွေကိုနှိမ်နှင်းခြင်းဟာနိုင်ငံတကာမှာဆိုရင် မတရားတဲ့နှိမ့်လန့်ဆိုမရှိဘူးသမီးသိလားဒါနိုင်ငံတကာဥပဒေနဲ့ပဲအမှပြောပြရအောင်နော်ဒီတော့နိုင်ငံတကာဥပဒေတိုင်းအကျမ်းပတ်သမားတွေကိုရေကုန်ရေကန်းနှိမ်နှင်းမှာဖြစ်တဲ့အတွက်ပြည်သူ့အားလုံးစစ်ဆောင်ကြပါအကျမ်းပတ်သမားတွေဝေးနေပါဆိုပြီးနိုင်ငံတော်ရဲ့နိုင်ငံပိုင်သတင်းဌာနတွေမှာအကြင်ကြင်အခါခါထုတ်ပြန်ကြေညာပြီးတော့မှတက်မတော်နေပြီးတော့ထိုးစစ်တွေလေချောင်းပစ်ခတ်ရှင်းလန်းတာတွေသမီးတို့အညာဒေသကိုရောက်လာခဲ့တာအဲ့ဒါအားလုံးအစဉ်အဆက်ဖြစ်ပေါ်သွားတယ်ဆိုတာကိုသမီးလေးကငယ်သေးတော့နားမလည်တာနဲ့တွေ့ပါတယ် ဒါကြောင့်အမကနေပြီးတော့အခုလိုမျိုးသေချာလေးရှင်းပြတာပါ။အဲ့တမီးတို့အညာဒေတာမှာလေချောင်းပြစ်ခတ်ရှင်းနေတာလေဖြစ်တယ်ဆိုတာကပြည်သူတွေကိုပြစ်တာမဟုတ်ဘူးတပည့်ရဲ့အကြမ်းဖက်သမားတွေကိုပြစ်တာ။ဒါကြောင့်တမီးတို့ကအကြမ်းဖက်သမားတွေနဲ့ဝေးနေပါ။ဒါအပြင်တမီးရဲ့အညာဒေတာမှာနေတာဆိုအညာဒေတာမှာဘာဖြစ်နေလဲတမီးသိရမှာပေါ့။အခုဆိုအညာဒေတာကဒေတာကန်တွေကအစား PDF တွေကိုဆန်းနာပြပြီးတော့မောင်းထုတ်နေကြပြီ။ပီတက်ဒီရွာထဲမှာနေလို့ရှင်အားနေဆက်ကြီးကောက်တဲ့အနိုင်ကျင့်တဲ့လက်နက်ပြပြီးတော့အချင်းချင်းအနိုင်ကျင့်တဲ့လူသစ်စုတဲ့မိန်းကလေးတွေဆိုမတရားကျင့်တဲ့တန်ငယ်မရိမှုတွေဖြစ်တယ် တယံစာတိုက်တူးထုံလုံးလုံးရွာထဲမှာချို့ရွာရဲဆိုနေလို့ထိုင်လို့တော့မရတော့ခေရစနစ်တွေပျက်စီးရဲတဘာပုံဝင်ကျင်ပျက်စီးရဲစသဖြင့်အဲ့လိုမျိုးအရာတွေအားလုံးအညာဒေသမှာဖြစ်ပေါ်နေရဲဆိုတော့သမီးလေးမသိဘူးလားဒါလေးကိုအယုံဆုံးဆန်းစစ်ပါသမီးလေးကတော့ဘသူကစိုးရဲဆိုတော့သိရအောင်လို့ပေါ့နော်အဲ့ဒီအဖြစ်ကိုသမီးကိုယ်တိုင်ရှာဖွေပြီးထောက်ကြည့်ပါဒါလေးကိုပဲအမဒီနေရာနေပြီးတော့ပြောလိုက်ပြရစေရှင်